ီတိုင်းမော်လမြိုင်ကျုံမြို့မှာမက်ဆာ24ရက်နေ့ကငွေသားနဲ့ရွှေတဲ့အချို့ကောက်ရခဲ့တဲ့လူငယ်တွေကပိုင်ရှင်ကိုလိုက်ရှာပြီးပြန်ပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ GSM ဖူးဆဲကွင်းမှာဘောလုံးကစားနေတဲ့ဝန်နိုင်လင်းစုံနဲ့လူငယ်ရှေဦးဟာငွေသား73သိန်းကျော်နဲ့ရွှေတဲ့တွေပါဝင်တဲ့အိတ်ကူကောက်ရခဲ့ပြီးပိုင်ရှင်တွင်သိအောင်အတန်ချဲ့ဆက်နဲ့လိုင်းလံကြီးညာခဲ့ပြီးပိုင်ရှင်ကိုပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရိုးသားတဲ့နှုံးရဖြစ်လို့မော်ကျုံမြို့တားလူငယ်တွေကိုနေစားပုံယူစရာပါလို့မျိုးကန်တူက ARE Times ကိုပြောပါရယ်။အဆိုပါအိပ်ပိုင်ရှင်တွေဟာနေကနေဈေးဝယ်လာတဲ့အမျိုးသမီးကြီးနှစ်ဦးရဲ့အိပ်ဖြစ်ပြီးဈေးဝယ်လာစဉ်ကြပြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အိမ်မှာပန်းဝင်တဲ့ပစ္စည်းတွေကိုမှန်ကန်အောင် ကြိုးဆူနိုင်တာကြောင့်အိတ်ကိုပြန်လည်ပေးရရမှာငွေကြေးအချို့ပေးပေမဲ့လည်းကောင်းရတဲ့လူငယ်တွေကနှမခံခဲ့ဘူးလို့သိရပါရယ်။ အဆိုပါလူငယ်တွေရဲ့လူရဲနဲ့ပတ်သက်ပြီးဒေသခံတွေကလူမှုကွန်ရက်မှာဖော်ပြခဲ့ကြပြီးနောက်ပိုင်းဝင်ရောက်ကြည့်ရှုသူတွေကချီးကျူးကပြန်လည်မျှဝေသူများပြားနေပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမြင်ရတဲ့အခါမှာဝမ်းသာပီတိဖြစ်မိတယ်လို့ဂုံလဲယူမိပါတယ်နော်ဘာကြောင့်လဲဆိုရင်အဲ့ဒီမော်လမြိုင်ကျုံမြို့လေးဟာဦးစင်းရဲ့မွေးရဇာတိမျိုးလေးလည်းဖြစ်တယ်လို့ဦးစင်းပညာသင်ကြားခဲ့တဲ့မျိုးလေးလည်းဖြစ်တဲ့အတွက်မိမိရဲ့မျိုးလေးမှာ ဒီလိုပုံကူမျိုးတွေရှိပါလားလို့တွေးမိပြီးဝန္တာပိဋိဖြစ်ပြီးတော့ဂုံယူမိခြင်းဖြစ်ပါတယ်ကာယတတိစိတ်တတိစာရိတတတိရယ်ဆိုပြီးတတိ၃မျိုးရှိပါတယ်ကာယတတိဆိုတာကတော့တပ်ပုတ်တိုက်ခိုက်တာကိုပြောတာပါအဲ့ဒီလိုတတိမျိုးကတော့လူမပြောနဲ့တရိษံမာတော်ရှိပါတယ်ဒါကဘာမှအထင်ကြီးစရာမဟုတ်ပါဘူးเนาะစာရိတတတိဆိုတာကတော့ကိုကျင်တရားကောင်းတာကိုပြောတာပါ စိတ်တတ္တိဆိုတာကတော့စိတ်ကောင်းစိတ်ညံ့ရှိတာကို ပြောတာပါစရိတတ္တိနဲ့စိတ်တတ္တိဟာလူတိုင်းမှာမရှိနိုင်ပါဘူးနော်အခုလို့သူတစ်ပါးပစ္စည်းကိုပြန်ပေးတယ်ဆိုတာဟာငါပစ္စည်းမဟုတ်ရင်မလိုချင်ဘူးဆိုတဲ့စရိတတ္တိနဲ့သူတို့ပစ္စည်းသူတို့လက်ထဲပြန်ရောက်ပါစေဆိုတဲ့စိတ်တတ္တိကြောင့်ပြန်ပေးနိုင်တာဖြစ်ပါတယ်စရိတတ္တိနဲ့စိတ်တတ္တိသမားတွေပေါ်ပေါက်လေးလေးလူအများကောင်းကျိုးဖြစ်လေလေးပဲဖြစ်ပါတယ် ဒါကြောင့်အဲ့ဒီလိုပုံကူများများများပေါ်ပေါက်ပါစေလို့ဆုတောင်းပါတယ်နော်ဆရာတော်ဖခင်တပည့်တော်ကိုမေလျှောက်ခွင့်ပြုပါဖခင်တကြံတွင်းမှာသင်္ကန်းဝတ်တဲ့အခါမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့ရပါသလားအရှင်ဖေ။အမှားများပါသွားရင် ခွင့်လွတ် သီးခံပေးတော်မူပါဖေရတဲ့။ရပါတယ်နော်။ယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ကာရက်တွေနဲ့ပြည့်စုံနေမယ်ဆိုရင်ဘယ်သူမှမဆိုယဟန်ခံပေးလို့ရပါတယ်။ ဲ့ဒါကိုနားမလဲတဲ့လူတချို့ကမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့မရဘူးဟုလွဲမားစွာပြောဆိုနေကြတာတွေကိုမြင်နေကြနေရပါတယ်။အဲ့ဒီလိုပြောဆိုချက်တွေဟာအောင်မြင်သွားမယ်ဆိုရင် ပြောဆိုသူမှာပုံညာတရေထိုက်တတ်ပါတယ်။ပုံညာတရေထိုက်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်မိမိကသူတစ်ပါးကုသိုလ်ကောင်းမှုပြုနေတာကိုဖျက်ဆီးမိတဲ့အခါမှာမိမိကုသိုလ်ကောင်းမှုပြုတဲ့အခါအဖြစ်သမားပေါ်လာပြီးဖြစ်လျက်ဘဝတိုင်းမှာ တကိုးချိန်ဝါအာနာဥစ္စာဒနာမရှိတဲ့အဆိုကျိုးခံစားရတာကိုပြောတာပါ။ဒါကြောင့်ဘာမှနားမလည်ပဲနဲ့မပြောမိပါစေနဲ့နော်။ယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံနေမယ်ဆိုရင်ဘယ်သူမှဆိုယဟန်ခံပြီးလို့ရပါတယ်။အရှင်ဖေယားတပည့်တော်မသိလို့ပါဖေယားကိုရင်ကိုဒကမကမသိလို့ဥသင်းလို့ခေါ်တာအပြစ်ရှိပါသလားဖေယားတဲ့။ယဟန်တွေမှာပါရာဇိက၄ပါးရှိတယ်လို့ ကိုရင်တွေမှာလဲပါရာဇိက၄ပါးရှိပါတယ်။ကိုရင်ပါရာဇိက၄ပါးကဘာတွေလဲဆိုရင်၁၊လိင်္ဂထေနက ဥပိ္ပစေဆရာမရှိပဲမိမိဘာသာဝတ်ချင်း၂၊တန်ဝါသထေနက ကိုရင်ဖြစ်ပါလျက်နဲ့ယဟန်အသွင်ဟန်ဆောင်ပြီးယဟန်များနဲ့အတူနေ၍ယဟန်များနဲ့ကံကြီးကံငယ်ဆောင်ခြင်း၃၊ဥပယက်ထေနကမိမိဘာသာလဲသင်္ကန်းကိုဝတ်၍ယဟန်များနဲ့အတူနေပြီး ယဟန်များနှင့်ကံကြီးကံငယ်ဆောင်ခြင်း၄ဘိက္ခုနီဒုသကဘိက္ခုနီမကိုမိထုံမိဝဲဖြစ်စည်းခြင်းတို့ဖြစ်ပါတယ်ဒါဟာကိုရင်ပါရာဇိက၄ပါးပဲဖြစ်ပါတယ်ပေါ်ပြပါကိုရင်ပါရာဇိက၄ပါးထဲမှာတံဝါသထေနကဆိုတာပါတာကြောင့်ဒဂါရကမတွေကကိုရင်ကိုယဟန်အမတ်နဲ့မတိလို့ဥစဉ်လို့ခေါ်တဲ့အခါမှာကိုရင်ကကိုရင်ဖြစ်ကြောင်းမဝန်ခံဘဲตายာပြီးတော့ငြိမ်နေမယ်ဆိုရင် တန်ဝါသထေနက ဖြစ်သွားနိုင်တာကြောင့်ကိုရင်ပါရာဇိကနဲ့ညီဆွန်းသွားနိုင်ပါတယ်။သို့တော်လည်းပဲမတိလို့ခေါ်တဲ့ဒကာဒကာမတွေမှာတော့ဘာအပြစ်မှမရှိပါဘူး။အရှင်ဖေယဥမတောက်မတီလာစောင့်နိုင်ပါလား။တီလာစောင့်မဥမတောက်မဖေယ။တတိတော်တိတာကတော့ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတာကိုပဲတိတာပါဖေယတဲ့။ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတဲ့စကားက ကုသိုလ်လုပ်ရမှာကို ပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်။သီလဆိုတာ၅ပါးသီလ၊၈သီလ၊၉ပါးသီလ၊၁ပါးသီလစသည်ဖြင့်အရေးအတွက်အားဖြင့်များပြတော်လဲပဲအရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးထဲကိုပဲထိန်းရတာပါ။ဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့သီလကိုထိန်းသိမ်းပြီးသွားပါပြီ။ သူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကိုမလုပ်ဘူးဆိုရင်ကိုယ်နဲ့ပတ်သက်တဲ့သီလကိုထိမ့်သိမ်းပြီးသားပါပြီအဲ့ဒီလိုနှုတ်နဲ့ကိုယ်နဲ့ကိုထိမ့်သိမ်းတာကိုပဲသီလလို့ခေါ်တာပါပူမတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းစောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူတစ်ပါးဤယုံကြည်မှုကို ရမှာမဟုတ်ပါဘူးသူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာ ဥမတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဥမတောင်းမှသီလဆောင်ရမှာမဟုတ်ပါဘူး။ဥမတောင်းဖို့အတွက်သီလဆောင်ရမှာပဲဖြစ်ပါတယ်။အရှင်ဖေယဖုန်ကြီးเจ้าကသီလယူပြီးပြန်လာတယ်။အိမ်ရောက်တော့အတင်းပြောမိတယ်။အဲ့ဒါအပြစ်ရှိပါသလားတဲ့။ဟုတ်တယ်နော်။တချို့သီလယူထားတဲ့သူတွေ တီလာယူပြီးတော့သူများအတင်းပြောနေကြတာရှိတယ်နော်တီလာဆိုတာကကိုယ်နဲ့နှုတ်ကိုပဲထိန်ရတာအဲ့ဒီလိုကိုယ်နဲ့နှုတ်ကိုပဲထိန်ရတာဖြစ်တဲ့အတွက်နှုတ်ကနေပြီးတော့အတင်းအဖျင်းတွေပြောမယ်ဆိုရင်အဲ့ဒီအတင်းအဖျင်းတွေထဲမှာမူသားစကားတွေလည်းပါမယ်ပိန်ဖျင်းပေါ်ပြတ်တဲ့စကားတွေလည်းပါမယ်ဂုံတိုက်တဲ့စကားတွေလည်းပါမယ်ကြမ်းတမ်းတဲ့စကားတွေလည်းပါနိုင်ပါတယ်အဲ့ဒီလိုပါနိုင်တဲ့အတွက် တီလာယူထားတဲ့သူတွေဟာနှုတ်ကိုစောင့်စည်းခြင်းမရှိဘဲအတင်းအဖျင်းတွေပြောမယ်ဆိုရင်တီလာကျိုးသွားနိုင်ပါတယ်။ဒါကြောင့်တီလာယူပြီးပြီဆိုရင်တရားအထုတ်ခြင်း၊ပတိစိတ်ခြင်း၊တရားနာခြင်း၊တရားဆွေးနွေးခြင်းတွေကိုသာ လုပ်ဆောင်ပြီးအချိန်ကုန်သင့်ပါတယ်။အရှင်ဖရာကံ၃ပါးအနက်ဘေကံကဆောင်းထင်းရခတ္တနီဟောကြားပေးသနာတော်မူပါတဲ့။ ကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံဆိုတဲ့စိတ်ဟာစောင့်ထိုင်းရအခက်ဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မနောကံဆိုတဲ့စိတ်ဟာလဟုနောအလွန်လင်မြန်တယ်တဲ့။ယထာကာမနိပါတိနောကြခြင်းရာကိုလည်းဗယံပဒါကြတတ်တယ်တဲ့။အဲ့ဒီလိုမနောကံဆိုတဲ့စိတ်ဟာအလွန်လင်မြန်ပြီးကြခြင်းရာကိုလည်းဗယံပဒါကြတတ်တဲ့အတွက် ဒုံနိကဟတနှိမ့်ကွက်ဖို့လဲခတ်တယ်တဲ့ဒါကြောင့်ကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးထဲမှာမနောကံဆိုတဲ့စိတ်ဟာစောင့်ထိန်ရအခက်ဆုံးဖြစ်ပါတယ်မနောကံဆိုတဲ့စိတ်ကိုစောင့်ထိန်နိုင်ရင်ဘာကောင်းကျိုးတွေရတယ်လဲစိတ်တန်ဒန်တန်ဒုက္ခဝဟံဆိုတဲ့အတိုင်းပြိစုတ်ပံမှာလဲအင်းငင်းချမ်းသာတဲ့ကောင်းကျိုးကိုရရှိသလိုတန်ត្រာမှာလဲပဲ အင်းငင်းချမ်းသာတဲ့ကောင်းကျိုးကို ရရှိစေပါれ။မနောကံဆိုတဲ့စိတ်ကိုဘသူကထိန်းကွက်တယ်။အသိဉာဏ်ကထိန်းကွက်ပါれ။အသိဉာဏ်ကိုဘသူကထိန်းကွက်တယ်။ဘဟုတုတကထိန်းကွက်ပါれ။ဒါကြောင့်ဘဟုတုတရဖို့အတွက်တရားစာပေဖတ်ရှုခြင်း၊တရားနာကြားခြင်း၊တရားနဲ့ပတ်သက်ပြီးမသိတာတွေကိုမြင်မြန်ခြင်း၊စတာတွေကိုပြုလုပ်ရမှာဖြစ်ပါれ။ အဲ့ဒီလိုတွေပြုလုပ်မယ်ဆိုရင်ဘဟုတုတတွေရပြီးတော့အတိဉဏ်တွေမြင်မားကမနောကံဆိုတဲ့စိတ်ကိုစောင့်ထိန်လာနိုင်ပါလိမ့်မယ်အရှင်ဖေယပိဋကတ်၃ပုံစောင့်တာ သူရတတိမေတော်ဆိုတာ ဟုတ်ပါသလားဖေယဖြေချပေးပါဖေယတဲ့သူရတတိမေတော်ဆိုတာစိတ်ကူးကနေပေါ်ပေါက်လာတဲ့အရာပါဖေယဟောကြားအခိုင်အမာရှိတဲ့အရာမဟုတ်ပါဘူးเนาะ သူရတတိမေတော်အကြောင်းကိုအပြည့်အစုံသိကျင်တယ်ဆိုရင်တီတကူဆရာတော်ကြီးဟောကြားတဲ့38မင်းနဲ့ဘိုးတော်မေတော်များအကြောင်းဆိုတဲ့တရားကိုရှာပြီးနာကြည့်ပါ အပြည့်အစုံသိရပါလိမ့်မယ်နော်ပฏิပတ်ဆိုတဲ့ကျင့်စဉ်ဟာတုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံအပေါ်ကိုမှီပါတယ်တုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကိုကျွဲပြီးဆိုတာနဲ့ပฏิပတ်တိကျင့်စဉ်တွေကျွဲပါပြီနော် အဆိုပါတုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကိုမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းကနေစပြီးနှစ်ပေါင်း2500ကျော်တိုင်တိုင်းထိမ့်သိမ်းစောင့်ရှောက်ပြီးတော့လက်ဆင့်ကမ်းတည်ဆောင်လာတာဟာယဟန်တန်ဃာတော်တွေပဲဖြစ်ပါတယ်အဲ့ဒါကိုနားမလည်ပဲနဲ့ပိဋကတ်သုံးပုံကိုသူရတတိမေတော်စောင့်တယ်လို့ပြောလိုက်ရင်တန်ဃာတော်တွေရဲ့ကျေးဇူးကိုပယ်ချရာရောက်ပါတယ်ဒါကြောင့်ပြောကျင်တာက ပြရက်သုံးပုံကိုစောင့်တယ်ဆိုတာဟာသူရတတိမေတော်စောင့်တာမဟုတ်ပါဘူး။ဖះရှင်ရဲ့သားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာတော်များကစောင့်တာဖြစ်ပါတယ်။အရှင်ဖះဗုဒ္ဓဖះရဲ့အတန်တွေက အခုချိန်ထိစัจ java လာတဲ့ပြန့်နှံ့နေစေလို့ကြားဘူးပါတယ်ဖះ။အဲ့ဒါမှန်ပါသလားဖះတဲ့။30ရက်တလ2014ခုနှစ်လောက်တုန်းကဤတွင်တရင်တစ်ခုမှာမြတ်စွာဘုရား၏အတန်တော်ကိုသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိကြောင်းဖတ်လိုက်ရပါတယ်။မြတ်စွာဘုရား၏အတန်တော်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ပါမန်လူစကားတခုပြောပြီးတဲ့အချိန်ဟာမြတ်စွာဘုရားစကား128ခုပြောပြီးသွားပါပြီ။အဲ့ဒီလောက်ထိစကားတော်မြန်ဆန်လွန်းတာကြောင့်မြတ်စွာဘုရား၏အတန်တော်ကိုရှာဖွေတွေ့ရှိတဲ့ဆိုခြင်းရဲ့အပေါ်ဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ဖို့နဲ့အကယ်၍ရှာဖွေတွေ့ရှိခဲ့တဲ့ဆိုရင်တောင်မှမြတ်စွာဘုရား၏အတန်တော်ဟုတ်မဟုတ်သုံးသပ်ဖို့လိုပါတယ်။မြတ်စွာဘုရား၏အတန်တော်ကိုသုံးသပ်တဲ့နေရာမှာ အတန်တော်အင်္ဂါ၈ပါးနဲ့သုံးသပ်ရပါမယ်။အတန်တော်အင်္ဂါ၈ပါးနဲ့ပြည့်စုံနေမယ်သို့မဟုတ်အထိုက်လျောက်ကန့်ညီနေမယ်ဆိုရင်မြတ်စွာဘုရား၏အတန်တော်ဖြစ်နိုင်ပါတယ်။အရှင်ဘုရားယဟန်တော်များဟာလက်နက်ကင် ကာကွယ်ရေးတပ်ဖွဲ့များကိုဥဆောင်ဖွဲ့စည်းခွင့်ရှိပါသလားဘုရားတဲ့။လုံးဝမရှိပါဘူး။ယဟန်တော်တွေဟာစိတ်အင်္ဂါ၄ပါးရှိသောစီရင်ပြရာအရက်ကိုတွားရောက်မကြည့်ရပါဘူး။တွားရောက်ပြီးကြည့်မယ်ဆိုရင် သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အကြောင်းရှိလို့စစ်မြေပြင်ကိုသွားမယ်ဆိုရင်လည်းခုနှစ်ရက်ထက်ကြော်ပြီးမသွားရပါဘူး။ခုနှစ်ရက်ထက်ကြော်ပြီးသွားမယ်ဆိုရင်သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။စစ်စင်ရအရက်ကိုလည်းမသွားရပါဘူး။စစ်စင်ရအရက်ကိုသွားမယ်ဆိုရင်သုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အဲ့ဒီလိုစင်ရေးပြရာကိုကြည့်ရှုခြင်းစစ်စင်ရအရက်ကိုသွားခြင်းစတာတွေကိုပြုလုပ်ရင်တောင်မှအဘတ်တင်ပြီးအပြည့်ရှိသေးတယ်ဆိုရင်လက်နက်ကင်ပြီးကိုယ်တိုင်ဖွဲ့စည်းခြင်းက ပို၍အပြစ်ရှိတဲ့အတွက်မလုပ်ကောင်းဘူးလို့ပြောချင်ပါတယ်။အတန်တော်အင်္ဂါ၈ပါးကဘာတွေလဲအရှင်ဖုရားမိန့်တော်မူပါဗျာတဲ့။မြတ်ဗုဒ္ဓဤအတန်တော်အင်္ဂါ၈ပါးဆိုတာ၁တန်ရှင်းခြင်း၂တာယာခြင်း၃စကားအတန်တိတာထင်ရှားခြင်း၄နားထောင်ခြင်းစပွဲရှိခြင်း၅မပြန့်ကျဲခြင်း၆လုံဝန်းခြင်း၇အတန်နှက်ခြင်း၈ ပဲ့တင်ပန်ထက်ချင်းတို့ဖြစ်ပါတယ်။ဒါဟာမြတ်ဗုဒ္ဓ၏အတန်တော်အင်္ဂါ၈ပါးပဲဖြစ်ပါတယ်။အရှင်ဖေယဒီဘဝမှာယောဂများနေလို့ဒီဘဝမှာရောတန်ត្រာဘဝတွေမှာရောယောဂကင်းအောင်ဘယ်လိုကုသိုလ်တွေပြုလုပ်သင့်ပြီးဘယ်ကုံတော်တွေပွားများသင့်ပါတယ်အရှင်ဖေယတဲ့။တက်ရှိကျမ်းမှာဘေးရန်ကွာ၍ချမ်းသာစင်လှချမ်းရန်ရလျက်ဗလာအာကြီးပညာကြီး၍ပစ္စည်းခိုင်မြဲမကွဲချစ်သူ ကျိုးဆယ်စုမှာဆေးလူသူတို့ရဖို့ဒီဆိုတဲ့အတိုင်းယောဂကင်းပြီးအသက်ရှင်ကျင်တယ်ဆိုရင်တော့ဆေးလူပါဘယ်လိုဘာဝနာကိုပွားများရမလဲဆိုရင်မေတ္တာဘာဝနာကိုပွားများပါမေတ္တာဘာဝနာပွားများနေတဲ့သူတွေဟာဘလူတရေများ၆လန့်ချင်းကိုမခံရခြင်းအနာယောဂများကင်းရှင်းခြင်းအိမ်မဆိုးအတိတ်နမိတ်ဆိုးများနှင့်မတွေ့ကြုံရခြင်းလက်နက်ဆိုးများနှင့်မတွေ့ကြုံရခြင်းနတ်လူတို့ချစ်ခင်ခြင်းယူသို့သောဝေဒနာကိုမခံစားရခြင်းဆိုတဲ့ အကျိုးတရားများကိုရရှိနိုင်ကြောင်းခုတ်တကနိကေခုတ်တကအထက္ခရာမှာဆိုထားပါဗျာ။